ီအမျိုးသမီးကတော့လျှို့ဝက်ရဲရရှိတယောက်ပါဒီနေ့မှာတော့အကြီးစားလောင်းကစားဝိုင်းတစ်ခုတည်းကိုခရိုနီတထဲမကြီးပုံစံနဲ့အယောင်ဆောင်ပြီးတော့ဝင်ရောက်ထောက်လန်းနေတာပဲဖြစ်ပါတယ်ရင်ဘက်မှာလျှို့ဝက်ကင်မရာတစ်ခုတက်ထားပြီးတော့အသင်းသားတွေကအထဲမှာဖြစ်ပျက်နေတာတွေကိုအပြင်ကနေစောင့်ကြည့်နေကြပါတယ်အသွေးယူထားပေမဲ့လောင်းကစားတိုင်ရဲ့တထဲကတော့မျက်စိလင်ပါတယ်သူမကရဲ့ရင်ဘက်ပေါ်ကရှင်တို့ကတကယ်တော့ကင်မရာတစ်ခုဖြစ်နေမှချက်ချင်းသတိပြုမိသွားတာကြောင့်လောင်းကစားတထေးကလူတိုင်းကိုအမြန်ထွက်ပြေးဖို့ဝီစီမှုတ်ပြီးတော့အချက်ပြလိုက်ပါတယ် တစ်ချိန်တည်းမှာပဲရဲတွေကရောက်လာပြီးတော့အဆောက်အုံတွေကိုဝင်ရောက်စီးနှင်းကြပါတယ်။တထေးကအဆောက်အုံရဲ့ခေါမိုးပေါ်ကိုပြေးတက်သွားပြီးမဲ့ရဲနှစ်ယောက်ကသူ့ရဲ့နောက်ကိုလိုက်မိလာတဲ့အခါမှာတော့မလွတ်တော့ပါဘူး။ဒါကြောင့်အနီးနားကလောင်စာသမားတစ်ယောက်ကိုဖမ်းဆွဲပြီးတော့သူ့ရှေ့ကနေကာလိုက်ပြီးတရားခံလုပ်လိုက်ပါတယ်။တစ်ဖက်မှာတော့ရဲနှစ်ယောက်ကဘသူအရင်ရှေ့ထွက်ရမလဲဆိုပြီးတော့ကြောက်တုံးဆက်ကူကကြေးကစားပြီးတော့ဆုံးဖြတ်နေကြပါတယ်ရဲရရှိကဒီလိုမျိုးအန်ဒီအများတဲ့တာဝန်ကိုဘသူမှမလုပ်ချင်ဘူးဆိုပြီးတော့ရှင်းပြနေပါတယ်ရာမဲစုကြီးကကို့အသက်ကိုစည်ရလောက်အောင်အများကြီးမရတာကြောင့်မှာ တကယ်တော့ဒီရှင်းပြချက်ကလောင်စာတထေးကိုအာယုံလွှဲဖို့တက်တက်ပါပဲသူအာယုံများသွားတာကိုမြင်တဲ့အခါမှာရဲတွေကတစားကန်ကိုလူယူဖို့ရုတ်တရက်လှုပ်ရှားလိုက်ကြပါတယ်ရဲနှစ်ယောက်ကချွေးတစ်စက်တောင်မထွက်ဘဲနဲ့အလွယ်တကူဖမ်းဆီးလိုက်နိုင်ပါတယ်ပြီးတာနဲ့လျှို့ဝက်ရဲမေရောက်လာပြီးတော့တထေးရဲ့ချက်ကောင်းကိုအားပါတဲ့ကန်ချက်နဲ့ကန်လိုက်တာကြောင့်တထေးခမစကားတခွန်းတော့မပြောနိုင်ဘဲနဲ့လဲကျသွားပါတော့တယ်တစ်ချိန်တည်းမှာပဲလူတစ်ယောက်ကပြန်ပြီးဆွဲခံနေရပါတယ်နနဖုံးဆွထားတဲ့သူကိုတော့လူလူကဟက်ချီဆိုပြီးတော့နာမည်ပြောင်ပေးထားပြီးတရားမျှတမှုကိုဖော်ဆောင်ပေးသူအဖြစ်အားလုံးကတွေးထားကြပါတယ် ဟက်ချီရဲ့အပြစ်ပေးခြင်းခံရတဲ့သူတွေကအပြစ်ရှိကြပေမဲ့ဥပဒေရဲ့အကျိုးဆက်တွေကနေမကြခဏလွတ်မြောက်နေတဲ့သူတွေပါ။ဖာမောက်ခတယောက်ဖြစ်တဲ့ဒီလူကလည်းချွင်းချက်တော့မဟုတ်ပါဘူး။သူကចောင်းသူတယောက်ကိုအာရမပြုခြင်းနဲ့လို့ဆွဆွဲခံရပေမဲ့ចောင်းတဲ့ရဲတွေကသူ့ကိုအပြစ်မရှိဘူးဆိုပြီးတော့ကြေညာခဲ့တာပါ။တရားမျှတမှုမရတာနဲ့အရှက်ရတာတွေကိုမခံနိုင်တော့တဲ့အဆုံးမှာဒီចောင်းသူတွေကကိုကုတ်ကိုတက်သေးသွားပါတော့တယ်။အခုတော့သူကဟက်ချီရဲ့တက်ဖြတ်ခြင်းကိုအဲ့ဒီကောင်မလေးအဆုံးစီရင်တဲ့နေရာမှာပဲခံရရပါပြီ နောက်တစ်နေ့မှာတော့ရဲတွေကပါမောက်ခရဲ့အမှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုရရှိခဲ့ပါတယ်။တဲလွန်စားတွေအားလုံးကတရားဥပဒေမဲ့အပြစ်ပေးသူဟက်ချီကိုညွှန်ပြနေပါတယ်။ဟက်ချီကလည်းအရင်ကလည်းတားကောင်များစွာကိုအလားတူနီလန်းနဲ့တပ်ဖြတ်ခဲ့ဘူးလားကြောင်းမလို့ပါ။ဒါခပထမဆုံးချိန်မဟုတ်တော့ပါဘူး။ရဲတွေကဟက်ချီကလူတယောက်လားဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုလားဆိုပြီးတော့တွေးတောနေကြပါပြီ။ရဲမင်းကြီးကတော့လူတို့ကဟက်ချီကိုတော်တော်လေးချီကျူးခုန်ပြနေတာကိုတွေ့တော့စိုးရိမ်လာပါတယ်။ ပြည်သူတွေကတရားဥပဒေကိုထည့်မစင်းစားတော့ဘဲနဲ့ဟက်ချီရဲ့နေရာမှာလူဆိုးတွေကိုအပြစ်ပေးဖို့ဆန္ဒရှိလာနိုင်ကြပါတယ်ပြောချင်တာကဒုတိယဟက်ချီတတိယဟက်ချီတွေပေါ်လာနိုင်တာကြောင့်ပါအဖွဲကောင်းဆောင်ကဒိုချောကိုစူကူးလို့ဆိုတဲ့ရာဇဝဲကောင်တယောက်အကြောင်းဗီဒီယိုကိုပြသလိုက်ပါတယ်။အဲ့လူကလွန်ခဲ့တဲ့၃နှစ်ကအပြစ်မှုတစ်ခုကိုကျူးလွန်ခဲ့ပြီးတော့ထောင်ကနေပြန်လွတ်တော့မှာပါ။လွန်ခဲ့တဲ့၃နှစ်ကကားပါကင်ကိစ္စနဲ့တခြားမိသားစုတစ်ခုနဲ့စကားများရာကနေကိုဝယ်ဆောင်မျိုးသမီးတယောက်ကိုဓာတ်နဲ့ထိုးခဲ့ပြီးတော့မိခင်ရောကလေးရောတိုက်ဆုံသွားခဲ့ရတာပါ ဒါပေမဲ့တရားရုံးကတော့သူကအရက်မူးပြီးတော့သူ့ရဲ့လောရက်တွေကိုမထိန်ချုပ်နိုင်ခဲ့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ထောင်ဒဏ်၃နှစ်ပဲချမှတ်ခဲ့တာပါတိတ်ဆုံးသူရဲ့ခင်မွန်းကဆက်လက်တရားဆွဲဆိုခဲ့ပေမဲ့လုံလောက်တဲ့ယောက်ျားဒါမှမဟုတ်ကျေနပ်လောက်တဲ့အမိန့်ကိုမရခဲ့ပါဘူးတရားခွင်ကာလတွင်မှာတရားရေးဆိုင်ရာကုန်ကြမ်းစည်းတွေနဲ့အကျွေးတွေကလည်းတိုးလာပါတယ်။နောက်ဆုံးမှာတော့သူကနေရရာမရှိတဲ့အိမ်ကြီးရာမဲတယောက်ဖြစ်သွားခဲ့ပါတယ်။ဒီမခံနိုင်တော့တဲ့အဆုံးမှာသူကသူ့ရဲ့ကြံရှိနေတဲ့သမီးလေးကိုခေါ်ပြီးတော့ကိုကိုကိုတတ်သိသွားပါတယ်။ ဒီအဖြစ်ပြက်ကြောင့်လူလူကလည်းတော်တော်လေးဒေါသထွက်ခဲ့ကြပါတယ်အခုစုကုထောင်ကလွတ်တော့မှာကိုတိတော့ရဲတွေက စုကုကဟက်ချီရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်သူတို့မှာစုကုကိုကာကွယ်ပေးဖို့နီလန်းရှာယုံကလွဲပြီးတော့ရွေးချယ်စရာမရှိပါဘူးနောက်တစ်နေ့မနေ့မှာတော့ဒိုးချောရဲ့အဖွဲ့ကစုကုကိုအိမ်ပြန်လိုက်ပို့ဖို့အတွက်ထောင်ကိုရောက်လာကြပါတယ်တစ်ချိန်တည်းမှာပဲလူတွေအများကြီးကလည်းအဲ့ဒီလူယုံမှာကိုချိန်ဆဖို့စောင့်နေကြတာပါ YouTuber အများပြားကလည်းဒီဖြစ်ပြက်အားလုံးကိုတိုက်ရိုက်ထုတ်လွှင့်ဖို့ရောက်နေကြပါတယ် သူတို့တွေကစုကုရဲ့လွန်မြောက်မှုကိုကန့်ကွက်တဲ့ဆိုင်းမုတ်တွေကင်ဆောင်ထားပြီးတော့သူ့ကိုကြက်ဥတွေဂျုံမှုန့်တွေနဲ့ပြစ်ပေါက်နေကြပါတယ်။လူတယောက်ကလူတိုင်းမြင်တာအောင်သူ့ကိုချက်ချင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အစ်စ်ပြောင်းလာတဲ့အရာရှိစွန်ဟုကတားဆီးလိုက်ပါတော့တယ်။သူကအဲ့လူကိုနှိမ်နှင်းပြီးတော့စခန်းကိုခေါ်သွားပါတယ်။အဲ့ဒီချိန်မှာစုကုကိုတော့အထဲကိုလုံခြုံစွာလိုက်ပို့ပေးခဲ့ပါတယ်။အဲ့ညမှာရဲတပ်ဖွဲ့ကပင်မန်းနဲ့တနိဒာအလုပ်ကိုပြီးသွားတာကြောင့်အဲ့ဒီလူယုံမှာစုကူနဲ့တူတူညစာစားပွဲတစ်ခုတောင်မှကျင်းပလိုက်ကြပါသေးတယ် အဲ့ဒီမှာပဲဒိုချောကတခြားရဲတပ်ဖွဲ့တစ်ခုကနေဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရခဲ့ပြီးတော့သူ့ရဲ့သားဝူချင်းကကိုကုတ်ကိုတတ်သိဖို့စူးစမ်းနေပုံရပြီးတော့အခုသူတို့ဒိုချောရဲ့အိမ်မှာရောက်နေတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒါကြောင့်ဒိုချောနဲ့သူ့အဖွဲ့ကအဲ့ဒီကိုအမြန်သွားရပြီးတော့တစ်ချိန်တည်းမှာပဲသူ့ဇနီးကလည်းအဲ့ဒီအိမ်ကိုရောက်လာပါတယ်။အထဲမှာတော့ဒိုချောကသူ့သားရဲ့အခန်းတကားကိုကန့်ဖွင့်လိုက်ပြီးမြေဝူချင်းကတော့အဆင်ပြေပြီးတော့ဆောင်းအောင်မှာအိပ်ပျော်နေတာပါ။ဒိုချောကဒေါသထွက်ပြီးတော့ဟူချင်းကိုအိယာတွေကနေဆွဲထုတ်ပြီးတော့အော်ငေါ့ချင်ပေမဲ့သူစနီးကအရင်ရိုက်လိုက်ပါတယ် ဲ့နောက်မှာရဲတွေကလည်းဝူချင်းတရောင်မိုင်မဲတဲ့အလုပ်တွေမလုပ်ခဲ့လို့တပြင်းချနိုင်ပြီးတော့ထွက်သွားခဲ့ပါတယ်နောက်နေ့မနေ့မှာတော့ဒိုချောနဲ့သူစနီးကအကြောင်းကိုသွားခဲ့ပြီးတော့အဲ့ဒီမှာဆီယာမားကဝူချင်းကသူ့စီကိုဖုန်းဆက်ပြီးတော့ကိုကုတ်ကိုတတ်သိမှုဆိုင်ရာအကြံပေးစင်တာအကြောင်းကိုမေးခဲ့တယ်ဆိုပြီးတော့ရှင်းပြလိုက်ပါတယ်တကယ်တော့ကြောင်းမှာဝူချင်းကကြောင်းတွင်အကြံဖတ်မှုရဲ့တားကောင်ဖြစ်နေပြီးတော့အဲ့ဒါကြောင့်မို့လို့သူကမကောင်းတဲ့အတွေ့အကြုံစပြီးတော့ဝင်ရောက်လာတာပါကျောင်းကဝူချင်းကိုတခြားကျောင်းကိုပြောင်းပေးစေချင်လားဆိုပြီးတော့ဒိုချောကိုမေးခဲ့ပေမဲ့ညင်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ သူ့သားကအဲ့ဒီကိစ္စမှာတားကောင်ဖြစ်နေလို့ပါတစ်ချိန်တည်းမှာပဲဒိုချောကသူ့ရဲ့အဖွဲခေါင်းဆောင်စီကဖုန်းခေါ်ဆိုမှုကိုရလိုက်တာကြောင့်ရေစက်ခန်းကိုအပြေးသွားခဲ့ပါလေဟက်ချီကပါမောက်ခကိုအပြစ်ပေးနေတဲ့ဗီဒီယိုကဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေပါပြီတကယ်တော့ဟက်ချီကအဲ့ဒီဗီဒီယိုကိုနာမည်ကြီးစထရီမာဆယ်ယောက်စီကိုပို့ပေးလိုက်တာပါစုံစမ်းစစ်ဆေးမှုတွေအရ IP address ကရုရှားမှာပါတစ်ဖက်မှာလည်းဟူဂျင်းက online wallpaper တခုမှာပါဝင်နေပါတယ်သူနဲ့ online အသုံးပြုသူအများစုကအဲ့ဒီလူစုကူကိုတရားစီရင်ဖို့သဘောတူကြပါတယ် လူတွေကအများပြားဆက်လက်စုဝေးနေတာကိုမြင်တော့ရဲတွေကတော့စုကူကိုတခြားနေရာကိုခေါ်သွားရုံကလွဲပြီးတော့တခြားရွေးချယ်ကြမရှိတော့ပါဘူး။မောက်မာပြီးတော့စိန်ခေါ်မှုတွေပြုလုပ်တာကြောင့်စုကူကတော့ဒိုးချောရိုက်တာကိုခံရလူနေပါဖြစ်ခဲ့ပါတယ်။ရဲတွေကဟက်ချီကဘဲချိန်မဆိုးတိုက်ခိုက်လာနိုင်တယ်ဆိုတာကိုစိုးရိမ်ပြီးတော့စုကူကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ကာကွယ်ပေးနေရပါတယ်။နောက်တစ်ရက်မှာတော့လူတိုင်းကဟက်ချီဒီညဒရိုက်ထုတ်လွှင့်မယ်ဆိုတဲ့အတိပေးချက်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အွန်လိုင်းကလူတွေကလည်းဒီသတင်းကိုရရှိခဲ့ပြီးတော့အခင်းဖြစ်တဲ့နေရာမှာအများအပြားရောက်နေကြပါပြီ ရဲတွေကလည်းဟက်ချီကိုဖမ်းဆီးဖို့ရောက်နေကြပါတယ်။အဲ့ဒီမှာစွန်ဝူကတန်တရားဖြစ်ပေါ်ရဲ့မျက်နှာဖုံးဆွတ်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ပါတယ်။သူကစွန်ဝူကိုမြင်လိုက်တာနဲ့ထွက်ပြေးသွားပြီးတော့စွန်ဝူကလည်းသူ့နောက်ကနေလိုက်သွားပါတယ်။နောက်ဆုံးမှာစွန်ဝူကသူ့ကိုဖမ်းမိသွားပြီးတော့မျက်နှာဖုံးဆွတ်ထားတဲ့လူကိုချက်ချင်းပဲဖမ်းလိုက်ပါတော့တယ်။ဒိုချောနဲ့လူတိုင်းရောက်လာတဲ့အခါမှာမျက်နှာဖုံးဆွတ်ထားတဲ့လူကတတိလက်နေပြီးတော့တင်းထောက်ကတော့အဖြစ်ပြက်ကိုထုတ်လွှင့်နေပါတယ်။ဒိုချောကအခုဖမ်းလိုက်တဲ့သူကကြိရှိသူများများရဖို့ဟက်ချီအကြောင်းအွန်လိုင်းမှာသတင်းအမှားတွေမကြာခဏတင်လေးရှိတဲ့သူမှန်သိလိုက်ပါပြီ တစ်ဖက်မှာတော့စူကူကအမိမသိတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိခဲ့ပြီးတော့ဖုန်းခေါ်ဆိုသူကသူ့ကိုလွန်မြောက်ဖို့တော့ဘယ်မှာရှာရမလဲဆိုတာပြောပြခဲ့တာကြောင့်စူကူတရားဘသူမှမသိအောင်ထွက်သွားလိုက်နိုင်ပါတယ်ခဏအကြာမှာတော့ရဲရရှိနှစ်ယောက်ကစစ်ဆေးဖို့အိမ်သားကိုသွားခဲ့ပေမဲ့စူကူတရားနေရာမှာမရှိတော့ပါဘူးရဲစခန်းကိုပြန်ရောက်တော့သူတို့ကမျက်နှာဖုံးဆွတ်ထားတဲ့သူကိုဆေးရုံကိုခေါ်သွားပြီးတော့ဒိုချောကသူကဟက်ချီမဟုတ်ဘဲနဲ့ကြီးရှိသူမြများရဖို့အတွက်ဟက်ချီဖြစ်ဟန်ဆောင်ပြီးတော့ဓာတ်ရိုက်ထုတ်လွှင့်ဖို့သတင်းတောက်ကငှားရမ်းခဲ့တာဆိုပြီးတော့တန်တရားရှိနေပါတယ် နောက်နေ့မနေ့မှာစူကူကိုမမျှော်လင့်မဲတိတ်ဆုံးနေတာကိုတွေ့လိုက်ရပါပြီ။မှတ်သားစရာကတော့စူကူထွက်ပြေးသွားတဲ့အချိန်နဲ့လူတွေမျက်နှာဖုံးစုပ်ကိုဖမ်းမိတဲ့အချိန်ကတိုက်ဆိုင်နေတာပါပဲ။ဒါကြောင့်ဒိုချောကတခါကတော်တော်လေးကိုတန်တရားဖြစ်စရာကောင်းနေဆိုပြီးတော့ခံစားမိပြီးချက်ချင်းပဲဟက်ချီရဲ့အကြောင်းတွေပဲတီးတန်းတင်နေတဲ့တရင်ထောက်စီကိုတွားတွေ့ပါလေ။ပြီးရနဲ့တရင်မားတွေဆက်ဖြတ်နေရင်ထောင်ချမယ်လို့ချိန်ကြောက်လိုက်ပြီးတော့မနေ့ကဟက်ချီအတူရဲ့ချစ်သူကတရင်ထောက်ကအဲ့လိုလုခိုင်းတဲ့သူဆိုတာသူတို့ကိုအကုန်ပြပြပြီးပြီးဆိုပြီးပြောလိုက်ပါလေ။ အခုကစပြီးတော့ဟက်ချီနဲ့ပတ်သက်တဲ့သတင်းတစ်ခုခုရှိရင်ထုတ်လွှင့်မပြသခင်မှာသူတို့ကိုအရင်ပြောပြဖို့ကိုမှားလိုက်တော့၆လန့်တကြားနဲ့သဘောတူညီကြောင်းကိုကောင်းညှိလိုက်ပါတယ်။ဒီဘက်မှာတော့ဟူချင်းကလည်းကြောင်းမှာသူ့ရဲ့အတန်းပေါ်ရဲ့အနိုင်ကျင့်တာကိုဆက်လက်ပြီးတော့ခံနေရပါတယ်။အဲ့ဒီချိန်မှာဆွန်ဝူကမမျော်လင့်မဲရောက်လာပြီးတော့သူတို့ကိုတားလိုက်ရင်းနဲ့အနိုင်ကျင့်တဲ့သူတွေကတယောက်ကိုဆုံးမလိုက်ပါလေ။အဲ့ဒါကိုမြင်တော့ကျန်တဲ့ចောင်းသားတွေကလည်းလန့်ပြီးတော့တောင်းသွားကြပါပြီ။စူကူရဲ့တိုက်စုံမှုမှာရဲတွေအဓိကထားပြီးတော့စောင့်ကြည့်ရတဲ့တန်တရားရှိတဲ့သူကတော့မင်ကွန်ဟွန်းမှာ ရဲတွေကစုကူအသက်ခံရတဲ့နေရာမှာမင်းရဲ့ကာရှိနေတာကိုတွေ့သွားပြီးတော့လုံခဲ့တဲ့နှစ်နှစ်ကသူ့ရဲ့ချစ်သူကလည်းရင်တိုင်းမှုမှာတေဆုံးသွားခဲ့ပါတယ်။ကျူးလွန်သူတွေကလုံလောက်တဲ့အဖြစ်တံမခံရတဲ့အတွက်မင်းကိုဟွန်းတယောက်ကလက်စားချေဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။စုံစမ်းစစ်ဆေးမှုတွေအရမင်းကအခုဆိုရင်မူးယစ်ဆေးဆွဲနေခဲ့တာပါ။ချက်ချင်းပဲဒိုးချောရဲ့အဖွဲကမင်းကိုဟွန်းဆုံးပစ်ထားတဲ့ကားစီကိုတွားချပြီးတော့ကြည့်လိုက်တော့အထဲမှာခေါက်ဆော့ကြောက်ထုတ်တွေနဲ့ကိုပိုင်ပစ္စည်းတွေရှိနေတာကိုတွေ့လိုက်ပါတယ်။ဒါကိုကြည့်ရင်ကားထဲမှာအချိန်တော်တော်ကြာကြာနေထိုင်ခဲ့တဲ့ပုံပါပဲ။ ောက်ထပ်ရဲတွေကစူကူအခုလေးတင်ပြောင်းလာတဲ့အခန်းရဲ့ဓာတ်ပုံတွေကိုလည်းတွေ့လိုက်ပါတယ်။မင်ကွန်ဟွန်းကတကယ်ပဲဟက်ချီဖြစ်နိုင်လားရဲတပ်ဖွဲ့ဝင်တွေကမင်ကွန်ဟွန်းကိုရှာဖို့အတွက်မူရစီဆဲရသူတွေမကြာခဏစူဝေးတတ်တဲ့နေရာစီကိုသွားခဲ့ကြပါတယ်။အဲ့ဒီမှာစွန်ဝူကဒိုချောကိုမမျောလင်မဲနဲ့အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာခဲ့ရင်ကျွန်တော်သူတို့ကိုနှိမ်နှင်းလိုက်ရမလားဆိုပြီးတော့မေးလိုက်ပါတယ်။ဒိုချောကဘာပဲဖြစ်ဖြစ်သူ့ကိုမတတ်နဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဆုံးမှုတရားတခြားနေ့ကဟက်ချီအတုကိုဖမ်းဆီးခဲ့တဲ့ုံကလိုမျိုးအမှားလုံးမိမှာကိုဒိုချောကစိုးရိမ်နေတာပါ ခဏလောက်ရှာဖွေပြီးတဲ့နောက်မှာစွန်ဝူတယောက်မင်ကွန်ဟွန်းကိုတွေ့သွားပါတယ်။စွန်ဝူကထူးဆန်းတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပြီးတော့မင်ကွန်ဟွန်းရဲ့လေပင်ကိုစပြီးညစ်ပါတော့တယ်။စွန်ဝူကမင်ကွန်ဟွန်းကိုတမင်တက်တက်တက်ဖို့ကြိုးစားနေတာကိုမြင်တော့ဒိုချောကကြားဝင်ပြီးတော့တားလိုက်ပါတယ်။ဒါကိုခွင်ကောင်းယူပြီးတော့မင်ကွန်ဟွန်းကတော့ထွက်ပြေးသွားပါပြီ။ဆွန်ဟူကမင်ကွန်ဟွန်းရဲ့နောက်ကိုလိုက်ရင်းနဲ့ခေါင်းမိုးပေါ်ထီကိုရောက်သွားပြီးတော့ခဏကြာမှဆွန်ဟူကမင်ကွန်ဟွန်းရဲ့လက်ဘင်းကိုဆွဲလိုက်ပါတယ်။ဒိုချောကဂွန်ဟွန်းကို ချင်းကပ်ပြီးတော့ဖမ်းဆီးတော့မှာကိုမြင်တော့စုံဟူကမင်းကွန်ဟုံးကိုဖမ်းဆွဲပြီးတော့အဆောက်အုံအပေါ်ထက်ကနေပြီးတော့ခုံချလိုက်ပါတော့တယ်။ကံကောင်းစွာနဲ့ပဲဒိုချောတို့ဖွဲ့ကမင်းကွန်ဟုံးကိုဆွဲထားနိုင်ခဲ့ပေမဲ့စုံဟူကတော့အောက်ကိုပြုတ်ကျသွားပြီးတော့ဒဏ်ရာတွေရလိုက်ပါတော့တယ်။ချက်ချင်းပဲစုံဟူကိုကုသဖို့အတွက်ဆေးရုံကိုခေါ်သွားလိုက်ပြီးတော့အဲ့ဒီမှာဒိုချောက မင်းကွန်ဟုံးကိုတတ်မလို့မဟုတ်ဘူးလားဆိုပြီးတော့မေးရင်းနဲ့နည်းနည်းပို့ပြီးတော့တတိထားပြီးအလုံးလုံးတဲ့နေကြောင်ကိုပြောလိုက်ပါတယ်။စေစစ်တဲ့သူကစူကူရဲ့တိုက်စုံမှုမှာပုံမှန်မဟုတ်တဲ့အရာတခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကသူကလက်နဲ့လေဘင်းကိုညှစ်ခံရလို့တိတ်ဆုံးသွားတာမဟုတ်ဘဲနဲ့သူ့ရဲ့လေဘင်းပေါ်ကဒဏ်ရာတွေက6တောက်ကြောင်ဖြစ်ပါတယ်။ဒါကမှွေထိုင်းမှာပြိုင်ဘက်ရဲ့လေဘင်းကိုညှက်ထားသလိုမျိုးပါ။ဒါကိုကြတော့ဒိုချောကရာဇဝဲကောင်တွေကိုအဲ့လိုမျိုးလေဘင်းညှစ်ပြီးတော့ဖမ်းဆီးတတ်တဲ့စုံဝူကိုရုတ်တရက်တတိယသွားပါတယ်။အခုတော့ဒိုချောကဟက်ချီတကယ်ဘယ်သူလဲဆိုတာသိသွားပါပြီ။ဒါကြောင့်လူတိုင်းကိုစုံဝူကိုတတိထားဖို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာစုံဝူကလည်းဒါဒီအားလုံးကိုနားထောင်နေပါတယ်။ချက်ချင်းပဲမင်းကွန်ဟွန်းကရဲစခန်းကိုရောက်လာပြီးတော့လူတိုင်းကိုအရာအားလုံးကိုရှင်းပြလိုက်ပါတယ်။ မင်းကိုဟုံးကတကယ်တော့ဟက်ချီမဟုတ်ပါဘူးစုံဦးကနောက်ွယ်ကကြိုးကင်သူပါသူကဂွန်ဟုံးကိုသူ့ရဲ့ချစ်သူအတွက်လက်စားချေဖို့လှည့်စားပြီးတော့စာရွက်စာတမ်းနေပေးခဲ့တာပါစုံဦးကအဲ့ညာမှာဟက်ချီအတုနဲ့ဂွန်ဟုံးနှစ်ယောက်စလုံးကိုဖယ်ရှားခဲ့ကျင်တာပါသူတို့တွေ့သွားရင်တော့ရဲတွေကလန်းလဲသွားမှာပါလူတိုင်းပြောနေတဲ့အရာတွေအားလုံးကိုစုံဦးကကြားနေရပါတယ်တကယ်တော့စုံဦးကလည်းရေစခန်းရဲ့နေရာအနှံ့မှာလျှို့ဝှက်ကင်မရာတွေတက်ထားပြီးတော့အခြေအနေကိုစောင့်ကြည့်ဖို့အတွက်ဒိုချောရဲ့စင်ကက်ကိုတောင်းကူးယူထားခဲ့တာပါဒိုချောကစုံဦးကိုရှာဖို့အတွက်ဆေးရုံကိုရောက်လာတဲ့အခါမှာစုံဦးတယောက်ထွက်ပြေးသွားပါပြီ တစ်ချိန်တည်းမှာပဲဒိုချောစီကိုသူဇနီးစီကဖုန်းဝင်လာပါတယ်။အဲ့ဒါကတော့သူတို့ရဲ့အိမ်နီးချင်းတယောက်ကမမျော်လင့်မဲနဲ့ပျောက်သွားတဲ့အကြောင်းပါ။သူမရဲ့ဖုန်းကဆက်ပိတ်ထားပြီးတော့ဆက်သွယ်လို့မရပါဘူး။အပြင်ကိုအမြန်ထွက်လာတော့ဒိုချောစီကိုအမီမတိဖုန်းခေါ်ဆိုမှုတစ်ခုကဝင်လာပါတယ်။အဲ့ဒါကတော့စွန်ဦးစီကပါ။ဒိုချောကစွန်ဦးကိုအပြစ်မဲ့မျိုးသမီးကိုမထီဖို့အကြံပေးပေးမိ။သူကဒိုချောရဲ့စကားကိုဘလို့လုပ်ပြီးတော့နားထောင်ပါလေ။ချက်ချင်းပဲစွန်ဝူကဒိုချောစီကိုဗီဒီယိုတစ်ခုပို့လိုက်ပါတယ်အဲ့ဒါကတော့သူ့တာဝူချင်းကအခုဆိုရင်စွန်ဝူရဲ့လက်ထဲကိုရောက်နေပါပြီ ချက်ချင်းပဲဒိုချောကစုံဦးနဲ့တွေ့မဲ့နေရာကိုဥတီသွားလိုက်ပြီးတော့တစ်ဖက်မှာတော့ကားတစ်စီးကအဲ့ဒီအမျိုးသမီးကိုအပြစ်ပေးဖို့ပြင်ဆင်နေပါတယ်။သူကအဲ့ဒီအမျိုးသမီးကကြိုတင်စီစဉ်ထားတဲ့ရင်တိုင်းမှုတစ်ခုမှာအာမခံကြီး1တိဘီလီယံကိုယူဖို့အတွက်သူ့ခင်မုန်းကိုထောင်ချောက်ဆင်ခဲ့တယ်လို့ယုံကြည်ခဲ့ပေမယ့်အဲ့ဒါကတော့အမှန်တရားမဟုတ်ခဲ့ပါဘူး။သူမကသူ့ခင်မုန်းကိုလုံးဝထောင်ချောက်မဆင်ခဲ့ဘဲနဲ့အာမခံကြီးကလည်းဆိုရှယ်မီဒီယာပေါ်ကကောလာဟာလာလေးလိုမျိုး1ဘီလီယံမဟုတ်ဘဲနဲ့1300မဲရခဲ့တာပါ။ ခဏကြာမှာတော့ဒိုချောကတွေးဆုံရမယ့်နေရာကိုရောက်လာခဲ့ပြီးတော့သူ့ရှေ့မှာတော့သတင်းမတွေပဲအမြဲတင်တတ်တယ်သတင်းထောက်ကချုပ်ခံထားရပြီးတော့သူ့ပပတ်လယ်မှာလည်းဖန်ခွဲစားတွေရှိနေပါတယ်တစ်ချိန်တည်းမှာပဲသူ့အိတ်ကတ်ထဲကဖုန်းကမြည်လာပါတယ်ဒိုချောကဖုန်းကင်လိုက်ပြီးတော့ဖုန်းခေါ်တဲ့သူကတော့စွန်ဦးပါသူကဝူချင်းအခုအဲ့နေရာမှာမရှိဘူးဆိုပြီးတော့ပြောလိုက်ပြီးတော့အဝေးကြီးမှုတ်တဲ့နေရာမှာစွန်ဦးပြန်ပြီးဆွဲထားတဲ့ကောင်မလေးကကားထဲမှာရှိနေပြီးတော့တန်ချောင်းတစ်ချောင်းကလည်းဒီမောက်ကိုချိန်ရွှဲထားပါတယ်။ဒိုချောအမှားလုပ်လိုက်မိရင်ဒါမှမဟုတ် ူမကိုကယ်တင်ဖို့ကြိုးစားရင်တည်သွားမှာပါချက်ချင်းပဲစွန်ဝူကဒိုချောရဲ့သားဝူချင်းကိုလွှတ်ပေးဖို့ဆိုရင်အလုပ်တစ်ခုလုပ်ပေးရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကတော့ဒိုချောကိုယ်တိုင်သတင်းတော့ကိုသူ့ရဲ့လက်နဲ့တက်ရမှာပါစွန်ဝူကအဲ့ဒီသတင်းတော့ကသတင်းမှားတွေနဲ့အပြစ်မဲ့တဲ့လူပေါင်းများစွာကိုထိခိုက်စေခဲ့တယ်လို့ယုံကြည်ပြီးတော့သူကဟက်ချီမဟုတ်ဘူးဆိုပြီးတော့လည်းအခိုင်အမာ ပြောလိုက်ပါတယ်သတင်းတော့ကဟက်ချီကိုဖန်တီးခဲ့တဲ့သူပါစွန်ဝူကဒိုချောကိုနောက်ထပ်ရွေးချယ်စရာတစ်ခုထပ်ပေးလိုက်ပါတယ် သူကဒိုချောကိုဟိုမှာရှိနေတဲ့ကောင်မလေးကိုတတ်ပြီးတော့ဟက်ချီဆိုတဲ့နာမည်အောက်မှာတရင်တော့ကိုအပြစ်ပုံစားစေချင်တာပါတကယ်တော့စုံဝူကဒိုချောကိုတမင်တကာလှည့်စားနေတာဖြစ်ပြီးတော့ဒိုချောကိုလူစိုးတယောက်ဒါမှမဟုတ်နောက်ထပ်ဟက်ချီတယောက်ဖြစ်လာအောင်ပြောင်းလဲချင်နေတာပါဒါပေမဲ့ဒိုချောလိုရဲတယောက်ကဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲစုံဝူကသူ့ကိုဖမ်းမိရင်တော့အသုံးမဝင်ပါဘူးဘာလို့လဲဆိုတော့ဟိုမှာရှိနေတဲ့လူတွေနဲ့သူ့ရဲ့ချစ်လက်စွာသောသားတော်မှာအသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဒိုချောကိုပြောလိုက်ပါတယ်ဒိုချောကတော့စုံဝူဖန်တီးထားတဲ့ယူသက်တဲ့စီရင်နေအားလုံးကိုညှင်းပယ်လိုက်ပါတယ် ပြီးတာနဲ့သူကစုံမူဖမ်းထားတဲ့အမျိုးသမီးကိုလှုပ်ပေးဖို့လှုပ်ရှားလိုက်တဲ့အချိန်မှာပဲစုံမူပေါ်လာပြီးတော့ဝူချင်းကိုအတုံးချပြီးတော့ဒိုချောကိုချိန်ရောက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲဒိုချောကလည်းသူ့ရဲ့အဖွဲ့အစည်းကနေပြီးတော့သူတို့ဝူချင်းကိုတွဲရှိပြီးတော့ကဲတင်နေပြီဖြစ်တဲ့ကြောင်းကိုသတင်းပေးချက်တစ်ခုကိုလက်ခံရရှိလိုက်ပါတယ်။အခုဆိုရင်သူ့သားကတစ်ဖက်မှာလုံခြုံနေပါပြီ။ဒီဟက်ချီကိုဖြည့်ရှင်းဖို့ကတော့သူ့အလှည့်ပါ။တိုးဝေမနေဘဲနဲ့ဒိုချောကစုံမူကိုတိုက်ခိုက်လိုက်ပြီးမင်းသူ့ကိုလုံးဝမနိုင်ပါဘူး။စုံမူကကားထဲကိုဝင်ပြီးတော့လီဘာကိုတဆုံးနှိမ့်လိုက်ရင်ဒိုချောကိုလာတိုက်ပါတယ်။ တစ်ဖက်မှာတော့အဖွဲခေါင်းဆောင်ကအဲ့ဒီကိုလာနေပါပြီအမျိုးသမီးရဲ့ကားကရုတ်တရက်ရှေ့ကိုတိုးဝင်လာပြီမယ်အအောင်မြင်မြင်ပဲရှောင်းလိုက်နိုင်ပါတယ်သူကားရဲ့အနောက်ဘက်ကတခြားကားရဲ့အရှေ့ဘက်ကိုဝင်တိုက်မိပြီးတော့အဲ့ဒါကမတော်တဆနဲ့ပဲအမျိုးသမီးရဲ့အသက်ကိုကယ်တင်လိုက်သလိုဖြစ်သွားပါတယ်ဒိုချောနဲ့စွန်ဦးရုတ်စီကိုပြန်သွားရရင်တော့သူတို့ကတယောက်နဲ့တယောက်ဆက်ပြီးတော့တိုက်ခိုက်နေတော့မှာပဲရုံးကန်ပြီးတဲ့နောက်မှာဒိုချောကသူ့ကိုအနိုင်ယူလိုက်နိုင်ပါတယ်ဒိုချောကစွန်ဦးကိုလက်ထိတ်ခတ်ဖို့အတွက်သူ့ရဲ့လက်ထိတ်ကိုထုတ်လိုက်ပြီးမယ်စွန်ဦးကသူ့ရဲ့ကျွမ်းကျင်တဲ့လေဘင်းကိုညှစ်တဲ့နီးကိုတုံးပြီးတော့လွတ်မြောက်သွားပါတယ် ဲ့နောက်မှာစွန်ဦးကကားထဲကိုဝင်ပြီးတော့ထွက်ပြေးသွားပါတော့တယ်။အဖွဲကောင်းဆောင်ကဒိုးချောကိုတင်ခေါ်ပြီးတော့စွန်ဦးရဲ့နောက်ကိုလိုက်ဖို့အချိန်မီရောက်လာပါတယ်။ဦးမင်းလှိုင်ကောင်းရဲ့အဆုံးကိုရောက်တဲ့အခါမှာရဲတွေအားလုံးကထွက်ပေါက်အားလုံးကိုပိတ်ဆို့ထားတာကြောင့်တခြားရွေးချယ်စရာမရှိတော့ဘဲနဲ့စွန်ဦးတယောက် ကားကိုကွေ့ပြီးတော့ဒိုးချောစီကိုပြန်ပြီးဥတီလာပါတယ်။စွန်ဦးကသူတို့နှစ်ယောက်ကိုဝင်တိုက်ဖို့အတွက်သူ့ကိုယ်သူစရေဖို့ကြံနေတာပါ။ကံကောင်းစွာနဲ့ပဲအဖွဲကောင်းဆောင်ကအချိန်မီရှောင်းလိုက်နိုင်ပြီးတော့တိုက်ခိုက်မှုကတော်တော်လေးပြင်းလာကြအောင်အဆုံးမူတယောက်သတိလက်သွားပါတယ် ဒိုချောကသူ့ကိုကယ်တင်ဖို့အတွက်ရှေ့ကိုတိုးသွားပြီးတော့စွန်ဝူကိုဆေးရုံမပိုးခင်အချိန်မီကယ်တင်နိုင်နိုင်ပါတယ်။ဒိုချောကစွန်ဝူကိုလက်ထိတ်ခတ်ဖို့တော့မမေ့ပါဘူး။ဒိုချောရဲ့လက်အောက်မှာနောက်ဆုံးမှာတော့ရဲတွေကဂွင်းဆက်လူတက်မှုကိုပေါ်ထုတ်နိုင်ခဲ့ပြီးတော့တရားမျှတမှုကိုပေါ်ဆောင်ပေးသူလို့ကိုကုတ်ကိုကြွေးကြော်ထားတဲ့ဟက်ချီကိုအရှင်ဖမ်းမိခဲ့ပါတယ်။ဇက်လန်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီ။ဟုတ်ကဲ့ဒီလိုမျိုးဇက်လန်ကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ။